၃ဝဲဆက်အနိုင်ပေါ်ဆောင်နိုင်မဲ့ဒိမ့်မက်ဒုက္ခဆိုးတနင်္ဂနွေနေ့ညဥရောပဆိုးကဘာဖလားခြေစစ်ပွဲပွဲကြိုသုံးသက်ချက်များအားလုံးပဲမေလာပါပလေးမိတ်ကဂျာနေကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှာတော့ပုံမှန်တက်ဆက်နေကြဖြစ်တဲ့တနင်္ဂနွေနေ့ညအတွက်ဥရောပဆိုးကဘာဖလားခြေစစ်ပွဲပွဲကြိုသုံးသက်ချက်တွေကိုကလောင်ရှင်ဒုက္ခဆိုးရဲ့သုံးသက်ချက်အနေနဲ့နားဆင်အောင်ပါပါဆမာရီနိုနဲ့ Cyprus ည9:30 ပြီးခဲ့တဲ့ကြာသာပတေးကအော်စတြေးလျကို10ဂိုးပေးခဲ့ရတဲ့ဆန်မာရီနိုဟာအုပ်စုတွင်6ပွဲမှာတဂိုးသာတွင်းနိုင်ခဲ့ပြီး28ဂိုးရောင်ပြန်ပေးထားရပါတယ်။ Cyprus ကတော့အုပ်စုတွင်နောက်ဆုံး2ပွဲမှာ Bosnia နဲ့ Romania တို့ကိုတူးတူးတည်းကန်ထားပါတယ်။ဒါအပြင် Cyprus ဟာပထမအကြိုအိမ်ကွင်းတွေ့ဆုံမှုတုန်းကလည်းဆန်မာရီနိုကိုတူးစီးနဲ့နိုင်ထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဧည့်သည်ရဲ့ပြိသက်လောက်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဒုတိယမြောက်ပွဲစဉ်က Faro Jones နဲ့ Check ည10နာရီ30ပါဖာရိုကျွန်းစုဟာပြီးခဲ့တဲ့ကြာသပတေးတုန်းကအန်အားတင့်ပွဲအဖြစ်မွန်တီနီဂရိုကို၄ဂိုးပြတ်နိုင်ထားပါတယ်လက်ရှိအုပ်စုဥဆောင်သူဖြစ်တဲ့ခရိုအေးရှားမှာတော့ဖာရိုကွင်းမှာတလုံးနဲ့သောဂိုးနဲ့သာနိုင်ခဲ့တာပါလက်ရှိဒုတိယနေရာကချက်ကတော့အဝေးကွင်းမှာခြေစွမ်းတည်ငြိမ်မှုမရှိပါဘူးဒါကြောင့်ဒီလိုပွဲမျိုးမှာ၂ဂိုးပြတ်မရှုံးနိုင်တဲ့အင်ရှင်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်နယ်သာလန်နဲ့ဖင်လန်ည10နာရီ30မော်တော်၄ဂိုးပြတ်နိုင်ခဲ့ပြီးတဲ့နောက် နယ်သာလန်ဟာအုပ်စုကို၃မှတ်နဲ့ဖြတ်ပြီးဥဆောင်နေပါတယ်အများအားဖြင့်လည်းနယ်သာလန်ဟာအိမ်ကွေးမှာဂိုးမြူတတ်ပါတယ်အုပ်စုတတိယနေရာကဖင်လန်ကတော့အဝေးကွင်းဆိုရင်မစွန်ပါဘူးဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာနယ်သာလန်၃ဂိုးပြတ်သွားနိုင်လို့နယ်သာလန်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်စကော့တလန်နဲ့ဘီလာရုစ်ည7:30နာရီ30အိမ်ကွေးမှာဂရိကို3-1နဲ့နိုင်ခဲ့ပြီးတဲ့နောက်စကော့တလန်ဟာအုပ်စုအမှတ်ပေးစရာကိုဒိမန်နဲ့ပူးတွဲဥဆောင်နေပါတယ်ပြိုင်ပွဲဆိုနောက်ဆုံး၄ပွဲစလုံးမှာလဲစကော့တလန်မရှုံးခဲ့ပဲ သုံးဘွဲ့နိုင်ထားပါတယ်။အိမ်ဖြည့်လို့ဖြစ်နေတဲ့ဘီလာရုစ်ကတော့ပထမအကြိမ်အိမ်ကွင်းမှာစကော့တလန်ကို2-0နဲ့ရှုံးထားပါတယ်။ဒါကြောင့်စကော့တလန်ကိုပြန်နိုင်ဝင်ဆက်အုံးမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာပါ။ခရိုအေးရှားနဲ့ဂျီဘရော့ကညတနာရီ15အုပ်စုထိပ်ဆုံးအသင်းနဲ့အမှတ်ဘဲဥမကွဲသေးတဲ့အုပ်စုအောက်ဆုံးအသင်းတို့ရဲ့တွေ့ဆုံမှုပါ။ခရိုအေးရှားကအုပ်စုရင်းအိမ်ကွင်းပွဲတွေမှာမွန်တီနီဂရိုနဲ့ချက်တုတ်လို့အသင်းတွေကိုတောင်၄ဂိုးပြတ်နိုင်ခဲ့ပါတယ်။ဂျီဘရော့ကတော့ပထမအကြိမ်အိမ်ကွင်းမှာကလေးကခရိုအေးရှားကို ခုနှစ်ဂိုးပြတ်နေအောင်ရှုံးထားတာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာခရိုအေးရှားကိုသာအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဒိမတ်နဲ့ဂရိညတနာ25နှစ်ပွဲဆက်ဂိုးပြတ်အနိုင်နဲ့အတူဒိမတ်ဟာရတန်မိနေပါတယ်။ဂရိကတော့နှစ်ပွဲဆက်အရှုံးနဲ့အတူအကြဘက်ကိုရောက်နေတာပါ။ပထမအကြော်တော့ကဂရိဟာအိမ်ကွင်းမှာတော့ဒိမတ်ကို3-0နဲ့ရှုံးထားပါတယ်။ဒါကြောင့်ဒိမတ်ရဲ့နိုင်ပွဲတွေရပ်တန့်မှုမရှိဘူးလို့သုံးသပ်ထားတာပါ။ Lithuania နဲ့ Poland ညတနာ25 အိမ်ဖြစ်ဆိုပေမဲ့လစ်သူရေးနီးယားဟာအိမ်ကွင်း၉သိန်းချီရှိသလိုအိမ်ကွင်းလည်းမာပါတယ်။နောက်ဆုံးအိမ်ကွင်းပွဲမှာလည်းနယ်သာလန်ကို2-3နဲ့သာကက်ရှုံးခဲ့တာပါ။ဒုတိယနေရာကဆိုပေမဲ့ပိုလန်ကတော့အုပ်စုတွင်မှာအဝေးကွင်းနိုင်ပွဲမရှိသေးပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာလစ်သူရေးနီးယားကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ရိုမေးနီးယားနဲ့အော်စတရီးယားညတနာ25နံပါတ်ဖြတ်ဥဆောင်နေတဲ့ဩစတီးယားဟာတတိယနေရာကရူမေးနီးယားထက်၈မှတ်တောင်ပိုများပါတယ် အုပ်စုတွင်ယာနုံပြည်အနိုင်နဲ့အတူအော်စတြေးလျဟာလက်ရှိအချိန်မှာလဲရပ်တန့်လို့မရတဲ့အသင်းသင်းမှာအုပ်စုတွင်မှာစိုက်ပရက်စ်ကိုတူတူတီကြခဲ့တဲ့ရိုမေးနီးယားအနေနဲ့ကတော့အော်စတြေးလျကိုတားဆီးနိုင်မယ်လို့တော့မထင်ပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအော်စတြေးလျနိုင်ပွဲဆက်အောင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကဂျာနယ်ရဲ့နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ပလေးမေကရဲ့နောက်ဆုံးရပွဲကျူသုံးသပ်ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့အတွက်ပလေးမေကရဲ့ Telegram Channel မှာလည်းလာရောက်ဖတ်ရှုလို့ရပါတယ်။အားလုံးကျေးဇူးတင်ရှိပါတယ်။